့ဗီလာတချင်းနေဆိုရင်တော့ဒါဦးမျိုးစွာမပါမဖြစ်ပဲပေါ့နော်အရန်ကိုတော့ပါတယ်အဲ့လိုပုံမလို့တချင်းတစ်ပုတ်ကိုဒီချင်းလေးဦးမျိုးစွာရဲ့တမျိုးဒါလေးတီးပေးပါလို့ပြောလိုက်ရင်အဲ့လိုမျိုးပေါ့နော်အလုံးကဝါဟာကနေဟင်ကနေဖြစ်အောင်အမြဲတမ်းတီးပေးနိုင်သူပါဆိုတော့ဒီတချင်းချင်းလေးဆိုလို့ရှိရင်လည်းအရန်ကြီးပေါ့နော်ရိုးရိုးတချင်းပုံစံမျိုးတချင်းမှုလေးနဲ့ပဲသွားမယ်လို့ပဲခေါင်းထဲမှာရှိရအရန်ကြီးမြမလေးပုံစံလေးရောပါမယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးတည့်ရမလားအဲ့လိုမျိုးခေါင်းထဲမှာတိတ်မစင်းစားမှုဒါပေမဲ့တီးလိုက်တဲ့အခါမှာအရန်ကိုကောင်းသွားရပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ် တော့မီလာအခုဒီဒီနှစ်တစ်ချံအတွက်ပေါ့နော်မီလာကိုယ်တိုင်ရေးထားတဲ့တချင်းလေးပါအကောင်းဆုံးနေလာမယ့်နှစ်တဲ့လို့နာမည်ပေးထားပါတယ်ဆိုတော့ဒီတချင်းလေးပေါ့နော်မီလာလည်းအရင်စိတ်လှုပ်ရှားနေတယ်မြန်မာမှုပုံစံလေးတွေနဲ့လည်းအာဒီ music video မှာလည်းအလိုမြန်မာပုံစံလေးတွေတော်ပြောခစ်မျိုးစုံပေါ့နော်ပကံတို့အင်းဝါတို့အလိုခစ်မျိုးလေးတွေလည်းပါမယ်ဒီဘက်ခစ်ပုံစံမျိုးလေးလည်းပါမယ်ပေါ့နော်အလိုမျိုးလေးမီလာတို့စီစဉ်ထားပါတယ်တချင်းတီးတာတော့အကောင်းဆုံးတိခတ်ပေးတာတော့ဒါဒါမီလာရဲ့တချင်းတိုင်းလိုလိုတီးပေးတယ်ဦးမျိုးစော်ထက်ဖြစ်ပါတယ်ဟုတ်ကဲ့ โอเคမင်္ဂလာပါကျွန်တော်ကတော့မျိုးစော့ထပ်ပါဟိုမေလာရဲ့တချင်းနေတော်တော်များများဟိုအရင်နဲ့တောက်လျှောက်တီးပေးနေတာပေါ့နော်ဒီချင်းအခုဒီအကောင်းဆုံးနေလာမယ့်နှစ်တည်2025အတွက်ကိုအဲမေလာလေးရေးပြီးတော့ဟိုဟာသူသူကိုယ်တိုင်ရေးပြီးတော့ဒီမိုလေးပို့ပြီးတဲ့အချိန်မှာအဲကျွန်တော်ကတော့ဟိုသူဗန်ဒီပေးနေကြပုံစံတိုင်းမာမှုလေးထည့်ကောင်းမယ်ဆိုတော့အဲဒီဒီဒီဘက်ကမျိုးစင်းနေတကယ်ဟိုကြံဒိုးတွေအစစ်နေပေါ့လေပေါင်းဆက်ပြီးတော့ဗန်ဒီဖြစ်ပါတယ် ဟုတ်ဆိုရင်အဲ့အဲ့ဘန်ရှိတယ်ရဆိုရင်2018 2018ဟုတ်အဲ့လောက်ကဟုတ်တယ်ဟုတ်တယ်တော်တော်ကြာပြီဦးမျိုးတယ်ဟုတ်ဟုတ်မတရားတွေရောဘယ်လိုရှိကြလဲဒါစာတွေကဒါ TV တွေတူနေဟုတ်တယ် ်ဗီလာတချင်းနေဆိုရင်တော့ဒါဥပမာဆိုတာမပါမဖြစ်ပဲပေါ့နော်အရန်ကိုတော့ပါတယ်အဲ့လိုပုံလားတချင်းတစ်ပုတ်ကိုဒီချင်းလေးဥပမာဆိုရင်တမျိုးဒါလေးတီးပေးပါလို့ပြောလိုက်ရင်အဲ့လိုမျိုးပေါ့နော်အလုံးကဝါဟာကနေဟင်ကနေဖြစ်အောင်အမြဲတမ်းတီးပေးနိုင်သူပါဆိုတော့ဒီတချင်းတချင်းလေးဆိုလို့ရှိရင်လည်းအရန်ကြီးပေါ့နော်ရိုးရိုးတချင်းပုံစံမျိုးတချင်းမှုလေးနဲ့ပဲသွားမယ်လို့ပဲခေါင်းထဲမှာရှိတာအရန်ကြီးမြမာလေးပုံစံလေးရောပါမယ်ပေါ့နော်ဒါပေမဲ့အရန်ကြီးတည့်ရမလားအဲ့လိုမျိုးခေါင်းထဲမှာတိတ်မစင်စားမှုဒါပေမဲ့တီးလိုက်တဲ့အခါမှာအရန်ကိုကောင်းသွားရပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်မီလန်တချင်းနေတီး တီးတောက်လျှောက်တီးဖြစ်တာတော်တော်ကြာပြီဒါပေမဲ့လေသူနဲ့ကအပြင်မှာတော့မတွေ့ကြဘူးနှစ်ခွတွေ့ကြတော့ဟုတ်တယ်ကျွန်တော်ကျွန်တော် line ပေါ်မှာလောက်ကြတာများ online အနေများရယ်နော်ဟုတ် online များတယ်ပြီးတော့ဒီဒီ covid ကာလလည်း online သုံးကဒါဖြစ်တဲ့အတွက်မဖြစ်မနေသုံးတာတည်းကကြောက်တော့ဒီဒီနောက်နောက်တစ်ခေတ်အပြန်လဲစမ်းသင့်နောက်တစ်ခေတ်အဲ့ advance လဲအလိုပဲဟိုတချင်းလေးတွေပို့ပြီးပြီးတော့ဒီ online အနေနဲ့လောက်ကြပြီးသူကအိမ်မှာသူကသူဒီဟိုဟာ ပြန်ပြီးတော့ဆိုတာပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေပဲတောက်လျှောက်တောက်လျှောက်အဲလွတ်ဖြစ်တာပေါ့အဲ့မှာအာအာ no 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 သူသူသူကဟိုကျွန်တော်နဲ့ဟိုဟိုအတော်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 ဟိုတော်တော်ကွာတယ်ဆိုမဲ့လေသူက talent တော်တော်ဖြစ်တယ်ဗျဟုတ်သူဒီအသက်ရွယ်မှာလေသူ instrument နဲ့တီးရတယ်ရောအဲ instrument တီးနိုင်တယ်သူရေးနိုင်တယ်ပြီးလို့ရှိရင်သူ program ဆိုတော့ဒီ talent ပေါ့နော်တီးတာမှသူကဟိုက ဟိုအကုန်လုံးတောင်းတောင်းသူမင်းကလေးကမှာအပီယိုနိုတီးမယ်ခေတ္တတီးတာသူက drum နဲ့လည်းတီးတခါကျ DJ ပါဝယ်ထားတယ် DJ ပါတော်တော်မဟုတ်ခုကားရိုက်က DJ ပါလို့ဟုတ်လို့လား တော်တော်လေး talent ဖြစ်ပြီးတော့သူဟိုဖြစ်ပါတယ်ဒီသူအသက်ရွယ်နေလေဟုတ်ဟိုပြီးတော့ဟိုပေးလိုက်လို့ရှင်သူသူတော်ကြီးမများပါဘူးသူကဟုတ်မများပါဘူးအကုန်လုံးကကောင်းနေရောများကြရမလို့တော့ဘူးလို့ဆိုတော့ဒါလေးကတော့ဒါအမှတ်တရပေါ့နော်ဒါနောက်ပိုင်းအသင်းလေးတွေအဲတခြားလဲဆက်အများကြီးလဲလုပ်ဖို့ရှိပါတယ်မျိုးစုံနဲ့တခြင်းတွေအများကြီးဆက်ပြီးတော့လုပ်ဖို့ရှိရဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးပေါ့နော်မိလာရဲ့တခြင်းလေးနောက်ခွေရတာအကောင်းဆုံးတစ်ခက်ပေးသူကဒါမျိုးစုံပါဒါအခုမှကင်မရာရှိဟိုမရောက်တာကြာပြီနော်မျိုးစုံတဲ့တံပေးတာမရှိပါဘူးသူကဟိုပါလေ ဟိုသူကသူရေးတဲ့တချင်းလေးကိုဟိုဆိုတာဆိုတာဆိုတော့ကိုရေးတဲ့တချင်းကိုကိုဆိုရဲဆိုတော့သူ့ရဲ့သူ့မှုလေးသူ့မှုလေးရှိနေကျွန်တော်ဒရီတူတူမလုပ်ရဘူးခုနလိုပဲသူဘာအကြောင်းအရာရေးလဲပဲပေါ့လေဘာအကြောင်းအရာလဲရေးလဲအချစ်တချင်းလားအဆွေးတချင်းလားသူဘာကို present လုပ်ချင်လဲပေါ့ကျွန်တော်ကအဲ့လာကိုပဲစဉ်းစားပြီးတော့တချင်းနဲ့တတ်စင်နဲ့ live ဖတ်အောင် တီးတီးရအကောင်းဆုံးတီးရပေါ့တခါကျရင်တချင်းဆိုအောင်မပြင်းတဲ့ခါကျရင်တချင်းနှစ်ပိုက်တွေပါခံတော့မျိုးစောဟိုပိုက်ဒီပိုက်ဆက်လိုက်ဆက်လိုက်အဲ့လိုမျိုးလေးတောင်းဆိုတာရှိအဲသူ့ရဲ့ဟန်လေးရှိတယ်သူ့ရဲ့မူလေးရှိတယ်ဒါပေမဲ့ဒီဒီဘက်တစ်ဖြည်းဖြည်းမှာနည်းနည်းလေးသူစူပေါက်လေး꿰သွားတယ်ဒီဒီဟာလေးဒီအခုဒီတချမ်းချင်းချင်းဆိုဟုတ်ဒီတားလေးမယ်သူ့သူ့ရဲ့စူစူပေါက်ပြောင်းထားခဲ့လိုက်ပါ ်ပြောင်းထားတာတည်လာပါလိမ့်မယ်ဒီဖြည်းဖြည်းနဲ့ modify လုပ်လာပါလိမ့်မယ်ဟုတ်ဒီကအဲ့လိုပေါ့နော်မေလဆက်ဆက်ချင်းကစဉ်းစားဆိုတဲ့အရွယ်ကငယ်သေးရလဲပါငယ်သေးတော့အတန်းလည်းသေးတာလည်းပါတယ်သေးတာအောင်မှမာမာဆိုးလို့ချိုးလိုက်တဲ့အခါမှာအကုန်လုံးကရှာပြားနဲ့ဆိုရယ်ဆိုပြီးထင်သွားတကယ်တော့မေလရဲ့အတန်းအောင်ကအဲ့လိုအသေးပဲအသေးအောင်မှရီပြီးဆိုတာများတယ်မေလတချင်းနိုင်အောင်ရီယူဆိုတာတည်းသမီးကလေပြုံးပြီးတော့လေပြုံးပြီးဆိုတာများတော့အဲ့လိုသေးသေးလေးဖြစ်သွားတာပေါ့အဲအခုနောက်ပိုင်းပြိတ္တလေးကအဲ့လိုမျိုးတိတ်မကြိုက်ကြအောင်တိတ်မကြိုက်ကြတော့ပုံစံလေးနည်းနည်းလေးပြောင်းလာရပေါ့နော်အခုနောက်ပိုင်း try ရတယ်တော်တော်များများ အဲ့လိုပေါ့နော်တချင်းအရန်လေးဥမျိုးဆိုတာတလားတချင်းအရန်ဆိုဆိုတန်းအောင် လေးအရန်တွန့်နိုင် slide တွေပါတိတ်မထဲတော့ကိုတော့ဒဲ့လေးတွေပဲဆိုကြတော့တမီးအခုနောက်ပိုင်းပေါ့အဲ့လိုလေးဟိုပေါ့နော်မိလာပြန်ပြီးတော့ပြောင်းတာမျိုးတွေရှိပါတယ်ဟုတ်ခက်လိုက်ပေါ့ဟုတ်ตุ๊อะดาเอ้สุ่ยผิดบาเรสุ่ยผิดเนี่ยไอ้แท้มาป่าละบ่พี่ว่าตูตูอ่ะโหบาเลยโอ้เงงๆเล็กๆอ่ะนี่แหละ ဆိုတာကသူ့ရဲ့ဟိုဟိုဟိုဘယ်လိုခေါ်လဲသူ့သူ့ iconic ပြောမှာသူ့ရဲ့ဟိုဟန်လေးတကူရှိနေပါတယ်ဟုတ်အဲ့ဒီပါနေတာပေါ့ဒီသချင်းလေးကတော့မိလာဒီပေါ့နော်အခုလာမဲ့တကြံအတွက်ကိုပေါ့နော်ဒါသချင်းလေးတပုတ်ဖြစ်ပါတယ်ဆိုတော့ပြစ်သက်တွေလည်းကြိုက်မယ်လို့ယုံကြည်ပါတယ်ဆိုတော့သချင်းလေးထွက်လာလို့ရှင်အပိနာနားဆင်ပေးကြပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်